အဲကျွန်မမြင်တာတော့လေအာဆီယံကဒီတစ်ခေါက်တော့သူတို့ဒီမလေးရှားဥက္ကဋ္ဌဖြစ်တဲ့အလှည့်မှာတော့အထူးသဖြင့်ဒီအချမ်းဖက်ဆေးအုပ်စုရဲ့အတုရောင်ရွေးကောက်ပွဲတရားမဝင်ရွေးကောက်ပွဲကိုသူတို့ရဲ့ရက်တီချက်ကိုတော့ပြက်ပြက်တသားရှင်းရှင်းလင်းလင်းလေးရထားလိုက်နိုင်တယ်လို့ကျွန်မတွေ့ရတယ်ပေါ့နော်အဲ့ဒီထဲမှာဒီရွေးကောက်ပွဲကမြန်မာနိုင်ငံပြည်ထောင်စုတွေကိုဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးဆိုတဲ့ဥစ္စာရယ်ပြီးတော့ နော် observer လေ့လာသူအနေနဲ့ပို့မှာမဟုတ်ဘူးဆိုတာရရတော့တော်တော်လေးကိုရှင်း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 လင်းလင်းဖြစ်သွားတာကျွန်မတွေ့တယ်ဆိုတော့ဒီရွေးကောက်ပွဲအတူအောင်ရွေးကောက်ပွဲကနေပြီးတော့မှရလာမယ့်ရလတ်အပေါ်မှာလည်းအခုလိုမျိုးယက်တီချက်ကဒီရလတ်ကိုပါတခါလေလက်ခံမှုမလုပ်မရှိဘူးဆိုတာကိုပြထားတယ်လို့ကျွန်မတို့အဲ့လိုမြင်နေပေါ့နော်ဒါပေမဲ့နိုင်ငံရေးဆိုတာလည်းသိတဲ့အတိုင်းပဲတခါလေကြာလို့ရှိရင်ကျွန်မတို့ပြောလို့မရတဲ့ဟာတွေရှိတတ်တယ်ဥပမာအထူးသဖြင့် ASEAN မှာကအဖွဲ့ဝင်နိုင်ငံတွေကြားထဲမှာကနိုင်ငံရေးစနစ်တွေကတူတာလည်းမဟုတ်ဘူးပေါ့နော်တချို့နိုင်ငံတွေမှာဆိုလည်းဒီမိုကရေစီကနောက်ပြန် ်ဆွဲနေတယ်။တချို့နိုင်ငံတွေကအာတရုတ်ရဲ့ဩဇာခံလိုမျိုးဖြစ်နေတဲ့အခါကျတော့ခုနကတော့အာမတ်ဂျာမွန်ပြောတယ်လို့ပဲဒီတရုတ်ကတော့ဒီအကြံဖက်ဆေးအုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲကိုသူကထောက်လဲထောက်ခံနေအာ စေမောကိုလည်းသူတင်ပေးဖို့ကြိုးစားမှာပဲလीเนาะဆိုတော့အဲ့ဒီအပေါ်မှာတရုတ်ဩဇာကံစီးပွားရေးအရာတော်တော်လကောင်းနိုင်ငံရေးအရာတော်လကောင်းတရုတ်ဩဇာကံဖြစ်နေတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတရုတ်စီအဖြစ်အားဘလောက်ရပြီးဘလောက်အထိသူတို့ကအာဟိုတရုတ်တရုတ်အလိုကျလိုက်ကပြအောင်မလဲဆိုတာလည်းကျမတို့မသိဘူးပေါ့เนาะဆိုတော့အဲ့ဒါမျိုးတော့ကျမတို့ဘက်ကပို့ပြီးတော့ကြည့်ဆိုင်ပြီးတော့မှအမြဲတမ်းစောင့်ကြည့်နေရမယ်ကျမတို့ရဲ့အာဒီ အထူးသဖြင့်ကျမတို့အရက်ဖက်အဖွဲ့အစည်းတွေရဲ့စီအောင်လို့ဆိုရေးကတော့အာရှင်းရှင်းလင်းလင်းပြပြတသားနဲ့ကျမတို့အမြဲတမ်းပဲဟိုစင်ဆက်မပြတ်ထိတွေ့မှုနဲ့လုပ်နေတယ်ပေါ့နော်ဒါကြောင့်မလို့ခုနကစာတွေပို့တာတွေပါတယ်အပြင်ကျမတို့အစည်းအဝေးတွေတွားလုပ်နေတာတွေရှိတယ်အထူးသဖြင့်ကတစ်ကပေါ့နော်ဒီအကျန်းဖက်စေအောင်စုက အာနာတင်းထားတာမဟုတ်ဘူးကျမတို့ အားလုံးကြားထဲမှာရှင်းနေရမှာအာနာကိုမသိနိုင်ဘူးတို့နှစ်ကနေမြေဆိုးမှုမှုကိုလည်းတို့မထိန်ထားနိုင်ဘူးနေမြေမဆိုးမှုထားနိုင်ဘူးဆိုတော့တို့ကအာပြောမယ်ဆိုရင်တိုင်းပြည်တစ်ပြည်ရဲ့အချုပ်အခြာအာနာကိုဂိုင်ဂိုင်ထားတဲ့သူပိုင်ထားတဲ့သူလို့တွက်เสียဘာမှတို့စီမကြိုင်ရင်လက္ခဏာဘာမှမရှိဘူးလေနော်အဲ့ဒါအဲ့ဒါအဓိကကျမတို့သိရမှာဖြစ်တယ်သို့တော်လည်းပဲ သူတို့ရဲ့ထွက်ပေါက်အနေနဲ့ကတော့ဒီရွေးကောက်ပွဲဆိုတာကိုသူတို့မဖြစ်ဖြစ်အောင်လုပ်ရအောင်လုပ်ပြီးတော့မှသူတို့ကဘာကိုတော့ကြေညာမှာပဲကျမရဲ့အမြင်အကြတော့သူတို့အာနာတီမြဲရေးသူတို့ဆက်ပြီးတော့မှနော်ဒီပြည်သူတွေကိုစစ်ဖက်နှက်အောက်မှာစစ်ကြုံပြုတ်ရေးနဲ့တိုင်းပြည်ရဲ့တယံတဘာဝတယံစာတာတွေကိုသူနဲ့သူမိသားစုအကျိုးစီးပွားအတွက်ဆက်ပြီးတော့အုပ်ဆိုးထားနိုင်ရေးအတွက်ကို လုံနိုင်ဖို့ဟိုမှာ သူဒီနိုင်ငံတကာမှာဒီအတူအောင်ရွေးကောက်ပွဲကို အာဘန်းပြပြီးတော့မှနိုင်ငံတကာကတရားဝင်မှုကိုရအောင်စ조사ဖို့အဲ့ဒီနိုင်ငံတကာတရားဝင်မှုနဲ့ရလာခဲ့လို့ရှိရင်အဲ့ဒီအပေါ်မှာအခြေခံပြီးတော့မှနိုင်ငံတကာစီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကိုပြန်ဖိတ်ခေါ်ပြီးတော့မှသူဆက်ပြီးတော့မှသူနဲ့သူမိသားစုဆက်ပြီးတော့မှအာချမ်းသာကြွယ်ဝဖို့အရေးနဲ့ဒီတိုင်းပြည်ရဲ့အာအာဏာကို2008ဖွဲ့စည်းပုံအောက်ကနေပဲဆက်ပြီးတော့မှထိန်းသွားနိုင်ရေးကိုပို့ပြီး အာဦးစားပေးပြီးလုပ်နေတယ်လို့ကျမတို့အဲ့လိုမြင်တယ်ပေါ့နော်ရှင်းရှင်းပြောရရင်ဒီစစ်အုပ်စုကမြန်မာနိုင်ငံပြည်သူတွေရဲ့ကောင်းကျိုးအကျိုးစီးပွားအတွက်ဒီမိုကရေစီနည်းနည်းပဲဖြစ်ဖြစ်များများပဲဖြစ်ဖြစ်ရရေးအပါအဝင်မှာပြည်သူကောင်းကျိုးအတွက်တစ်စက်မှသူတို့မှာစေတနာမရှိဘူးဆိုတာတော့ကျမတို့ရှင်းနေတယ်လို့မြင်ပါတယ်လို့ဟုတ်ကဲ့ မြန်မာနိုင်ငံသားတွေတွေမဟုတ်ဘောနော်အာနိုင်ငံသားတွေလည်းအဲ့လိုမျိုးမျော်လင့်ကြတဲ့သူတွေရှိတယ်စီးပွားရေးသမားတွေကအစားပေါ့နော်ဒီဝက်ကောက်ပွဲပြီးသွားလို့ရှိရင်တော့2030ရွေးကောက်ပွဲပြီးသွားတဲ့ကာလလိုမျိုးတိုင်းပြည်ကတကားပြန်ပွင့်စီးပွားရေးတွေအာဝင်ခွင့်တွေရဆိုတဲ့ဥစ္စာမျိုးနဲ့အဲ့လိုမျိုးတချို့မှန်းကြတာတွေလည်းကြားနေရတယ်ပေါ့နော်အာဒါမဲ့ကျမကြတော့လေအဲ့ဒီအခြေအနေကိုအာပြန်သွားမှာလို့ကျမကတော့မမြင်ဘူးဘလို့ဘာကြောင့်မမြင်လဲဆိုတော့ တန်းရွှေနဲ့မင်းအောင်လှိုင်ကြားထဲမှာကွာခြားမှုတွေကိုကျွန်မကြည့်တဲ့အခါမှာမင်းအောင်လှိုင်ဒီအာပြောမယ်ဆိုလို့ရှိရင်ဟို လောဘပူကြီးတယ်လို့ပြောရမှန်းနဲ့တူတယ်เนาะရိုးရိုးစကားနဲ့ပြောရင်သူ့ရဲ့အာလောဘအကြီးလွန်မှုကရှင်းရှင်းပြောရရင်သူဒီအာအကုန်လုံးကိုအနိုင်စားမယ်ဆိုတော့စိတ်နဲ့ပဲသူအခုလောက်တဲ့ပုံစံနဲ့သွားနေတာရှင်းရှင်းလင်းလင်းမြင်ရတယ်ပေါ့เนาะပွင့်လင်းပြောလို့ရှိရင်အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကသူသဘောတူလာတာလေ နော်အဲ့သဘောတူလာတဲ့ तू तू ကိုယ်တိုင်သဘောတူလာတဲ့ငါးချက်ကို तू အကောင့်ထဲပေါ်ရဲဆိုရင်တောင်မှအဲ့ဒီငါးချက်ကမြန်မာနိုင်ငံပြည်ထောင်နာတွေကိုနော်ဒီအစ်ဖနက်အောင်မှာပြည်သူတွေစစ်ကြုံစစ်ကြုံပြုခံနေရတဲ့ဘဝတွေကိုရပ်တန့်သွားစေမှာမဟုတ်ဘူးဒီငါဒီ ASEAN ရဲ့သဘောတူညီချက်ငါးချက်ကဒါတောင်မှအဲ့ဒီရုပ်စာကိုမင်းအောင်နိုင်ကလှည့်ကုန်မကြည့်ဘူးအတိတ်ကဘာကြောင့်လဲသူလိုချင်တာကအပီးအပြတ်အပီးသက်ချိန်မုံရေးနဲ့အပြတ်အသက်အနိုင်ရရေးပဲဖြစ်တယ်ဆိုတော့ 2010တုန်းကကြတော့တန်းရွှေကသူနောက်ဆုတ်တဲ့အချိန်မှာတစုံတရာအဖြစ်အကျိုးရလတ်ကိုပုံမျောမှန်းတာပါပဲသူလဲအကျိုးအကျိုးရလတ်ကိုမျောမျောမှန်းပေမဲ့သူ့ရဲ့အတွက်ချက်မှုနဲ့ strategy မှာကဒီမိုကရေစီအကြီးဆုံးဒီမိုကရေစီအတိုက်ခံအင်အားစုဒေါ်ဆန်းစုကြည်နဲ့ NLD ကိုเนาะဒီဟို share power လို့ပဲခေါ်ခေါ်ပေါ့ဟာလာဒီအာနာခွဲဝေ ခွဲဝေတုံးဆွဲမှုပေါ့နည်းနည်းတော့ပေးလိုက်ရင်ကိုမြန်မာပြည်သူတွေကဒီအပေါ်မှာလိုက်ကြမှာပဲကဘာကလည်းလိုက်ကြမှာပဲဆိုတာမျိုးနဲ့သွားတယ်လို့ကျွန်မမြင်တယ်ဒါပေမဲ့မင်းအောင်လိုင်စီမှာအဲ့ဒါမရှိဘူးအဲ့ဒါအကြောင်းမလို့ကျွန်မတို့2010နောက်ပိုင်းပုံစံကိုပြန်သွားမယ်ဆိုတာမျိုးတော့ကျွန်မမမြင်ဘူးပေါ့နော်2010နောက်ပိုင်းမှာဖြစ်သွားတဲ့เนาะနိုင်ငံတကာကအဲ့လားမြန်မာနိုင်ငံကိုတက်တုပ်ရိုက်ဝင်ပြီးတော့မှရှိတဲ့သဘောဝတရားစာတွေတရုတ်ရနေသမျှတော့တရုတ် တရုတ်တောင်ရနေတာတရုတ်ရသလောက်တော့ငါတို့လည်းရတဲ့နာပေါ့ဆိုတဲ့အတွေးခေါ်စဉ်းစားချက်နဲ့နိုင်ငံတွေက တော့တရုတ်ကိုပြိုင်မဲ့နိုင်ငံတွေကတော့ဒါဒီလိုကဒီလိုအချိန်မှာအပြိုင်ဆိုင်အာစဉ်းစားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ရင်တော့2010နောက်ပိုင်းကအခြေအနေတချို့ဥပမာဆန်ရှင်တွေရုတ်သိမ်းတဲ့ကိစ္စလိုမျိုးလာပါလားဆိုတာမျိုးဖြစ်နိုင်ခြေရှိသလားလို့မင်းဒါလည်းဖြစ်နိုင်ခြေရှိတယ်လို့ကျမတို့တွေ့ရမှာပဲသို့တော့ဖြစ်လို့မရဘူးဆိုတာကိုကျမတို့အားလုံးနားလည်နေတဲ့အတွက်ကြောင့်မဖြစ်အောင်ကြိုးစားရမှာတော့ကျမတို့ရဲ့ကဏ္ဍလို့အဲ့လိုကျမတို့ရဲ့အခန်းကဏ္ဍကျမတို့ရဲ့တာဝန်ဖြစ်တယ်ပေါ့နော်ကျမတို့အဲ့လိုမြင်နေအမ်ပြီးတော့ မတူနေတဲ့အဥ္စာကိုကျမတို့မေ့ပြလို့မရတာက2025နဲ့2030မှာမတူနေတာက2030တုန်းကအတိုက်ခံခေါင်းဆောင်နိုင်ငံရေးခေါင်းဆောင်တွေကိုထောင်ထဲထည့်ထားတာပဲရှိတယ်ပြီးတော့အာဒီလက်နက်ကင်ထားတဲ့ဒေါ်လာရေးတိုင်းရင်းသားဒေါ်လာရေးအင်အားစုတွေကိုမျက်နှာချိုသွေးပြီးတော့မှအာအပြည့်ခက်ရစဲရေးကိုအင်စင်တစ်ပေါ့နော်သူတို့အာနည်းနည်းဟိုလို့သူတို့ဟိုဘယ်လိုခေါ်မလဲ တချို့တချို့လိုက်လျောမှုလေးတွေနဲ့လက်မှတ်ထိုးပြီးတော့မှသူတို့ဘက်ပါအောင်စီယုံတဲ့ဟာမျိုးတွေနဲ့ရှိတာဟုတ်အခုလည်းနည်းနည်းပပတော့အဲ့လိုလောက်တာတွေ့ရပါတယ်ပေါ့နော်ဒါပေမဲ့အခုအချိန်ကကြတော့မတူတော့တာကတတိုင်းပြည်လုံးမှာ နေရအနှက်မှာဒီစစ်အုပ်စုကိုတော်လန်နေတဲ့ပြည်သူတွေကသူနိသူဟန်နဲ့တော်လန်နေတဲ့ပြည်သူတွေကနေရအနှက်မှာရှိနေပြီးသားဖြစ်တယ်အဲ့ဒီအရင်2010တုန်းက စစ်ရေးအရတိုက်ခိုက်မှုမလုပ်နေတဲ့ EROC ကအခုအချိန်မှာ Federal Democracy ဆိုတဲ့အဲ့ဒါဒီလမ်းကြောင်းအောက်မှာပေါ့ပဲစစ်ရေးအရတိုက်ခိုက်မှုတွေနဲ့ဒန်းတူညီတူပြေဝမှုရှိတဲ့ Federal ပြည်ထောင်စုပေါ်ဆောင်ရေးဆိုတဲ့နောက်မှာသူတို့ကစစ်ရေးအရပါဝင်ပါပြီးတော့မှနိုင်ငံရေးအရလည်းခုနကဘုံသဘောတူညီချက်တွေရဖို့လုပ်နေရတယ်ရှိတယ်ပေါ့နော်ပြောချင်တာအဲ့တော့မတူတာတွေအများကြီးရှိတယ်ဒါပေမဲ့ကျမတို့ရဲ့အဓိကအရေးအကြီးဆုံးကတော့ဒီစစ်အုပ်စုရဲ့ အလှည့်အပြောင်းအမျိုးမျိုးကိုသူလိုချင်တဲ့ပုံစံနဲ့သူစ조사ပြီးတော့မှမရရအောင်လုပ်တတ်တဲ့เนาะဒီအကျင့်ကိုဒီအကျင့်ဇိုးကြီးကိုတည်နေတဲ့အတွက်ကြောင့်ကျမတို့ကနိုင်ငံရေးတတိနိုင်ငံရေးမျက်ခြေနိုင်ငံရေးတတိတော့ပြတ်လို့မရဘူးပေါ့เนาะကျမတို့ဘက်ကလုံးဆရာရှိတာတွေကတော့လုပ်နေရမယ်လို့ပဲမြင်ပါတယ်ဟုတ်ကဲ့ ကျွန်တော်တို့နိုင်ငံကတော့လေဒီစစ်တပ်ရဲ့အခန်းကဏ္ဍကတော့ KSS ဆက်ကြည့်လိုက်လို့ရှိရင်တို့ရဲ့ရည်ရွယ်ချက်မျှော်မှန်းချက်တွေကတော့ရှင်းပါတယ်လေနော်ကျွန်တော်တို့တောက်လျှောက်မျိုးစနဲ့ချီပြီးတွေ့လာပြီးပါပြီအခုလက်တွေ့နေရတဲ့ဥစ္စာကမဲအောင်လိုင်းရဲ့သူ့ရဲ့ရည်ရွယ်ချက်သူ့ရဲ့အစီအစဉ်ကတော့ကျွန်မခုနတော့မှပြောသွားသလိုပဲအကုန်နိုင်မယ်အကုန်လုံးကိုအာချိန်မုံမယ်နော်အဲ့တော့သူကအလုံးစုံနိုင်ရင်းနဲ့အလုံးစုံချိန်ချိန်မုံရေးဆိုတဲ့ဒီလမ်းကြောင်းမဲ့သူရှောက်တာပါဆိုတော့ဒီနေရာမှာကျမတို့ အခုတွားနေတဲ့ဒီတရားမဝင်ရွေးကောက်ပွဲဆိုတဲ့ဥစ္စာမှာသူလောက်သွားလို့ရှိရင်ဘယ်လိုပဲပြောသူလောက်သွားမှာပဲလေနော်အားလုံးမြင်နေတာလောက်သွားမှာပဲโอเคအဲ့ဒီထဲမှာခုနကဥစီသူမပြောသလိုပဲအာဘယ်နာလေးရပဲပါရပါရဝင်ပါမယ်ဆိုတဲ့သူတွေကလည်းဝင်ပါကြမှာ哦အဲ့တော့အာပြီးတော့ပါလိမ့်မယ်เนาะဒါပေမဲ့ကျမတို့အခုကျမကြည့်တာကဒီ Federal Democracy ရတိဆောက်နေကြတဲ့เนาะမြေပြင်ပေါ်မှာအာ ဒီနေမြေဆိုးမမှုရပြီးတော့မှတိဆောက်နေကြတဲ့ကိစ္စတွေကလည်းဆက်သွားနေမှာပဲခုနဥစီဥစီသူမှပြောသလိုပဲဆက်လောက်ပြီးဆက်ဖြစ်နေဆက်သွားနေမှာပဲဆိုတော့ပြောချင်တာပါလဲဆိုတော့အဲ့လိုမျိုးမြေပြင်ပေါ်မှာဒီကျမတို့ခေါ်တာတော့ democracy building blocks ပေါ့နော်ဒီ democracy ကိုအောက်ခြေကနေပြီးတိဆောက်နေတဲ့ဥစ္စာတွေရှိနေတဲ့ဥစ္စာအဲ့လိုရှိနေတာတွေဆက်ဖြစ်နေလေ ဒီစစ်အုပ်စုရဲ့ဟိုတကွက်ဒီတကွက်ဟိုတကြားဒီတကြားလေးမှာလိုက်ပြီးတော့ရွေးကောက်ပွဲလုပ်သွားပါတယ်လို့ပြောတဲ့ဥစ္စာဟာအလိုလိုနေရင်တရားဝင်မှုပြက်ပြက်လေးတရားဝင်မှုမရလေးပေါ့နော်အဓိကကဒီ January ကြော်သွားလို့ရှိရင်ထွက်လာမယ့် အင်အားစုအုပ်စုတစုပေါ့နော်ဒီအတုအယောင်ရွေးကောက်ပွဲနဲ့ထွက်လာမဲ့အုပ်စုတစုကိုကျမတို့မှန်းကြည့်လိုက်လို့ရှိရင်ဟိုဘာတွေ့နေရလဲဆိုတော့ခုနကအပြတ်အသတ်နိုင်ရေးဆိုတဲ့စစ်အုပ်စုနော် USDP နာမည်နဲ့ရောတခြားနေရာတွေမှာရောဝင်ပါပြီးတော့မှရွေးမယ်ဆိုတဲ့စစ်တပ်ကလူတွေရဲ့နော်ဒီအာစစ်ဗိုလ်ချုပ်တွေရဲ့ပြီးွားလို့ရှိရင်သူတို့ ਨੇ ပလင်းတူဘူးဆိုအာခရိုနီစီးပွားရှင်တွေနော်သူတို့ ਨੇ ပလင်းတူဘူးဆိုအာပြောမယ်ဆိုရင်သူတို့လက်အောက်ခံလက်ဝေခံအာလက်နက်ကင်ပြီးတော့မှ ဟိုပြည်သူပေါ်မှာအနိုင်ကျင့်နေတဲ့เนาะဒီဟလာဒီဟိုပြူစောတိလိုအဖွဲတွေအပါအဝင်တခြားတိုင်းရင်းသားဒေသက ပြောမယ်ဆိုရင်အာကျမတို့ဘယ်လိုခေါ်မလဲအာဘိန်းဘီရင်လိုလူတွေပေါ့အဲ့လိုလူတွေကတော့ဝင်ပါကြမှာပဲဆိုတော့အဲ့ဒီအုပ်စုကတင်ဘာသွားဖြစ်ပြီလဲဆိုတော့ကျမတို့ဒီတိုင်းပြည်ကိုနောက်ထပ်တိထပ်ပို့ပြီးတော့မှာ ရင်ခက်တရားထက်တောင်မှပို့ပြီးတော့မှအမောင်အမောင်ဖုံးစီမဲ့ခက်ကိုဆွက်ခေါ်သွားကြတော့မယ့်အနေထားလို့ကျမတို့အဲ့လိုမြင်တယ်၂၀၁၀တုန်းကထွက်လာတုန်းကအရင်မသိတာတဲ့เนาะအာ criminal ရာဇဝတ်ခိုင်းတစ်ခုက၂၀၂၅ဆိုရင်တော့တိထက်ပို့ပြီးတော့မှရှင်းရှင်းလင်းလင်းပေါ်ပေါ်ထင်ထင်ဖြစ်မယ်ဟလာအာရာဇဝတ်ခိုင်းတစ်ခုကနေပြီးတော့မှ မြန်မာနိုင်ငံရောမြန်မာနိုင်ငံကိုအစိုးရတပ်ဖွဲ့ကိုစားပြုတဲ့ဟာမျိုးကိုတို့အတင်းအဓမ္မလူယူဖို့စ조사မှာတော့မြင်လာမယ်လို့ကျွန်တော်တို့မြင်တယ်။သို့တော်လည်းခုနအာဥစီတူမောင်ပြောသလိုပဲတော်လန်ဟေးကလည်းလှုပ်ဆရာရှိတာဆက်လုပ်နေမှာပဲ။အဲ့တော့တော်လန်ဟေးကလှုပ်ဆရာရှိတာကိုအားလုံးကြားထဲမှာဟန်ချက်ညီညီနဲ့မဟာဗျူဟာမြောက်ဟန်ချက်ညီညီနဲ့ထိမ့်ညီပြီးတော့မှအပြန်လန်လက်ချင်းချိတ်ပြီးတော့မှဗျူဟာကိုဟန်ချက်ညီညီနဲ့ပူပေါင်းဆောင်ရွက်ပြီးသွားမယ်ဆိုလို့ရှိရင်တော်လန်ဟေးရဲ့ legitimacy ရှိမှုပေါ့နော်။တော်လန်ဟေးကနေပြီးတော့မှ တိဆောက်သွားနိုင်တဲ့အဆောက်အုံတွေနဲ့နယ်မြေတွေနဲ့အဲ့ဒီနယ်မြေတွေက နေပြီးတော့မှတရားဝင်မှုရှိမှုကစေအိုစုကနေပြီးတော့မှနေပြီးတော့မှငုတ်တုတ်ထိုင်ထားပြီးတော့မှလူနာကသူ့ရဲ့ရာဇဝတ်သားတစုနဲ့သူစုပြီးတော့မှအစိုးရအဖြစ်ကြီးညာမဲ့ဟာကအလိုလိုနေရင် delegitimize ပေါ့ကျွန်မပြောချင်တာအလိုလိုနေရင်သူ့ရဲ့တရားဝင်မှုကပျောက်သွားလိမ့်မယ်ဒါပေမဲ့အဓိကအရေးအရေးအကြီးဆုံးကတော့ဒေါ်လာရင်းအင်အားစုတွေပဲဒေါ်လာရင်းအင်အားစုတွေအနေနဲ့ကတော့ကျွန်မမြင်တာလေဒီအကြပ်ဖက်စေအိုစုလုံမဲ့ရွေးကောက်ပွဲဆိုတဲ့အဥ္စာကြီးကိုလေဒေါ်လာရင်းအင်အားစုတွေက ကိုယ့်ရဲ့တရားဝင်မှုကိုမြေပြင်ပေါ်မှာကိုယ့်ပြည်သူနဲ့ကိုယ့်ရဲ့ရက်ရွာအတိုင်းဝိုင်းကပြည်သူတွေနဲ့လက်ချင်းချိတ်ပြီးတော့မှမှန်မှန်ရှောက်လှမ်းသွားနိုင်သမျှအဲ့ဒီအကြံဖက်စေအစုရဲ့အထုအရောင်မျိုးကောက်ပွဲကြီးကိုလေဂယုမဆိုင်ဂယုဆိုင်ဆရာဘူးမလို့လက်ကြည့်ဆရာဘူးမလို့ဒါကြီးကအထုအရောင်ကြီးဖြစ်ပါတယ်လို့နိုင်ငံရေးအရပြောပြီးရက်ထားပြီးပြီဆိုရင်စစ်ရေးအရကအဲ့ဒီရွေးကောက်ပွဲကိုစေအစုကနေကျင်းပသွားမဲ့ရွေးကောက်ပွဲဆိုတဲ့နေရာတွေမှာရှင်းရှင်းပြောရရင်တော်လန်ရေးကလက်ကိုကြည့်ဆရာအကြောင်းမရှိဘူး ကျမကတော့လေအပြည်သူတွေနဲ့ပတ်သက်လို့ရှိရင်အထူးသဖြင့်ကဒီစေအုပ်စုအုပ်ချုပ်တဲ့နေရာတွေမှာထိန်းချုပ်ထားတဲ့နေရာတွေမှာရှိတဲ့ပြည်သူတွေအတွက်ဆိုလေကျမအကြံပြုဖို့မရှိဘူးရှင့်။ဘာကြောင့်အဲ့လိုပြောလဲဆိုတော့ပြည်သူတွေကသူတို့ရောက်နေတဲ့စိန်ခေါ်ချက်အချက်တဲရေသူတို့လိုချင်တဲ့ဆန္ဒရေသူတို့မဖြစ်စေချင်တဲ့ဟာရေကိုသူတို့ကောင်းကောင်းနားလည်တယ်လို့ကျမအဲ့ဒီလိုပဲကျမတေချာယုံကြည်မှုရှိတယ်။စေအုပ်စုလက်အောက်နေရာတွေမှာရှိနေတဲ့ပြည်သူတွေကမဲယုံသွားပြီးတော့ နော်လုံခြုံရေးနဲ့အာဘဝရှင်သန်ရည်တည်ရေးအတွက်မိသားစုဘဝအတွက်ဟလာဟိုဒုက္ခမရောက်အောင်တွားပြီးတော့မှပေးလိုက်ရတယ်ဆိုရင်တော့အဲ့ဒီပေးလိုက်ရတဲ့မဲဟာသူတို့ရင်ထဲကလာတဲ့မဲမဟုတ်ဘူးလို့ပဲကျမရိုးရိုးသားသားပဲယုံကြည်တယ်လို့အဲ့ဒါတခုရင်ပြောချင်တယ်အာဒါမဲ့ကျမတို့လွတ်မြောက်နေမြေတွေလွတ်လိုက်ဒီဒေါ်လာရင်းနေမြေလွတ်မြောက်နေမြေမှာရှိနေတဲ့ပြည်သူတွေအများကြီးရှိတယ်လေနော်ဒီအာဆေးဘေးရှောင်ပြည်သူတွေအပါအဝင်ဒီပြည်သူတွေကြတော့စစ်တပ်ရဲ့ အကျန်းဖက်ဆိုး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 ဝဝအကျန်းဖက်မှုကိုခံခံရလို့ဟိုးအိမ်ပြစ်ပြီးတော့မှရှောင်ရှားနေရတယ်ဒါပေမဲ့ဒီစစ်တပ်ရဲ့ညနေချင်းဆိုင်ကိုယ်အိမ်လာတကားခောက်ပြီးတော့မှခုနကတော့လိုကဲလိုက်ခဲ့ဟလာမဲမပေးလို့မရဘူးမဲမပေးရင်တော့အခုလာဖမ်းမယ်ဆိုတာမျိုးမကြုံရမဲ့လွမြောက်နေမြေတွေရှိတယ်ဆိုတော့အဲ့ဒီလွမြောက်နေမြေမှာရှိတဲ့ပြည်သူတွေကအခုလည်းကျမတို့တွေးနေရတယ်ပေါ့နော်အဲ့ဒီလွမြောက်နေမြေမှာရှိတဲ့ပြည်သူတွေဒီသူတို့ရဲ့ဆန္ဒကိုသူတို့တောက်လျှောက်ထုတ်ဖော်နေတယ်အခုမှမဟုတ်ဘူး